ချစ်တဲ့ငယ်ချင်းများနဲ့ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အတွက်ကတော့လေမိုးလီတစ်ပြိုင်တစ်ပြိုင်ရွာလိုက်ပြီဆိုတာနဲ့ဒီအရှိယချန်ခွက်အလွတ်ကြီးကကျွန်တော်အတွက်ကစားစရာလေးကြီးပဲကဲဒီမှာကြည့်ပါဦးနော်ဒီမှာပဇွန်စာရွက်ကလေးတွေတွေ့လား ဒီနေ့တော့လေးကျွန်တော်ဂျူ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 ဂေါဝေါဝေါဝေါနဲ့အဲ့လိုမျိုးလေးအပြင်းပြစားလို့ရမယ်အကြော်တခုကြော်စားမလို့အဲ့ဒါနဲ့လိုက်ရှာတဲ့ခါကျတော့လေဒီချံကွက်ကြီးထဲမှာဒီမှာပစွန်စားရွက်ကလေးနုနုကလေးခင်းလိုက်ကြည့်ပဲဒီမှာတွေ့လားအဲ့ဒါနဲ့ပဲပစွန်စားရွက်ကြော်ကလေးတွေမကြော်စားတာလဲကြာပြီပေါ့နော်ပစွန်စားရွက်ကြော်တာလဲလေအကြော်ဆိုင်နေမှာဆိုရင်တော်ရုံနဲ့မရဘူးပေါ့နော်အခုကျတော့ဒီမှာပစွန်စားရွက်တွေခင်းလိုက်ကြည့်တွေ့တဲ့ခါကျတော့အဲ့ဒါနဲ့ idea ရသွားတာမုံနစ်ကလေးနဲ့ကျွတ်ကျွတ်ကလေးကြော်စားမယ်ပြီးတော့ပောက်ပန်းညီပွင့်ကလေးတွေလည်းလက်ဆောင်ရထားတယ်အဲ့တော့ပောက်ပန်းညီပွင့်လေးတွေကိုလည်းမုံနစ်ကလေးနဲ့နှိပ်ပြီးတံမူရာလေးလိုကြော်စားမယ်ပြီး းရင်ကျွန်တော်တို့မော်လမြိုင်ဘက်ကဒေတာကမော်လမြိုင်အချင်းရေဆိုတာနာမည်ကြီးရယ်လေရန်ကုန်ဘူးဒီကျော်နဲ့မော်လမြိုင်အချင်းရေတို့အဲ့လိုမျိုးမော်လမြိုင်အချင်းရေကနာမည်ကြီးတာဆိုတော့လေဒီနေ့ဒီမှာတန်ပူရာကျော်ရင်နဲ့မော်လမြိုင်အချင်းရေလေးဘလို့ဆက်လဲဆိုတာလည်းတခါတည်းကျွန်တော်ဆက်ပြသွားမယ်ပြီးရင်ဒီတန်ပူရာအကျော်လေးနဲ့မော်လမြိုင်အချင်းလေးနဲ့တွဲပြီးစားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ပစုံစားရကျော်ကျွတ်ကျွရွရွကလေးကျော်ပုံကျော်နီးလေးနဲ့မော်လမြိုင်အချင်းရေပြုလုပ်ပြင်ဆင်ပုံလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ကယ်ခုတော့အရင်ဆုံးဆုံးပစံရရကလေးတွေလိုတဲ့လောက်ခူးလာတာဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်တော့ရည်လေးတေချာစင်အောင်ဆေးရမယ်ပေါ့နော်။အခုဒီမှာတော့ဒါပေါက်ပန်းညီပွင့်ပါနော်။ပေါက်ပန်းဖြူရှိတယ်ပေါက်ပန်းညီရှိတယ်ဒါကတော့ပေါက်ပန်းညီပွင့်ပါနော်။ဒါကိုလည်းကျွန်တော်လက်ဆောင်ရထားတာဖြစ်ပါတယ်။ဒါနဲ့ပဲကြုံကြိုက်တုံးလေးလေးပစံသာရွက်ကြော်လေးနဲ့အတူတူဒီပေါက်ပန်းညီပွင့်လေးကိုလည်းတမ်ပူရာလေးလိုမျိုးမုန်းနှစ်ကလေးနဲ့ကြော်မယ်။ပြီးရင်တော့မော်လမြိုင်ချင်းဆက်ပြီးတော့ရှယ်တီးမှာပေါ့နော်။အဲ့တော့ဒီလိုမျိုးအပြင်းပြေလေးကြွကြွရွရွလေးစားလို့ကောင်းတဲ့အကြော်လေးလည်းတစ်ခါလေးကြရင်လည်းလေးကျွန်တော်အဲ့လိုပေါက်ပေါက်ရှိရှိလေးတွေကြော်စားတတ်သေးတာအိမ်မှာ လည်းအလကားနေအလကားစားဖို့ကြီးပချောင်းနေတာဆိုတော့လေ အခုဒီမှာတော့လေမုံနစ်ဆက်တာတော့ကျွန်တော်မပြတော့ပါဘူးမုံနစ်ဆက်တာကတော့လေရွှေလေးပြအကျော်မှုတ်ကိုပဲမပြင်းမကျဲလေးချော်လိုက်တာပါပြီးလို့ရှိရင်စားလေးနည်းနည်းထည့်ချူမှုတ်လေးနည်းနည်းလေးထည့်ထားတာပေါ့နော်ဒါပြီးလို့ရှိရင်တော့ခုနကတော့ပန်းမွင်လေးတွေနှိမ့်နှိမ့်ပြီးတော့စီပူလာလို့ရှိရင်လေမီးလည်းအရင်မပြင်းမဲ့နဲ့မီးအေးလေးပဲအနေတော်လေးနဲ့ပဲကြော်ပေးလိုက်မယ်အဲ့လိုမျိုးနဲ့ကြော်ပေးပြီးရင်တော့ကျွတ်ကျွတ်ရွရွလေးဖြစ်သွားရင်ဆယ်လိုက်ရင်တော့နော်ဒီမှာတမ်မူရာကြော်လေးရသွားမှာပေါ့နော်အဲ့တော့ကျွန်တော်အရင်ဦးဆုံးပေါက်ပန်းညီပွင့်တွေကိုအရင်ဦးဆုံးကြော်ပါမယ် ဲဒီမှာကြည့်ပါအောင်ကြော်တာလေးကလေအဆင်ပြေတယ်နော်ဒီပုံစံလေးအတိုင်းဆိုရင်လေအဲအပွင့်လေးကိုယူလိုက်မုံနဲ့ကလေးထဲမှာနှစ်ပြီးတော့လေးစီဘူးလေးထဲကိုထည့်ပြီးကြော်လိုက်မယ်ဆိုရင်လေကဲဒီမှာအပြင်းပြေစားစရာအကျော်ဆုံးလေးရသွားမှာပါနော်ကဲအဲ့ဒါဆိုလို့ရှိရင်အရင်ဆုံးတော့ကျွန်တော်ပောက်ပန်းဒီပွင့်တွေကိုကြော်ပါမယ် ဒီပေါက်ပန်းညီပွင့်ရလေဆေးဘက်ဝင်တယ်လို့ပြောကြတယ်เนาะပေါက်ပန်းဖြူဝင်ထပ်ပို့ပြီးတော့ဆေးဘက်ဝင်တယ်လို့ဆိုပြီးတော့လေပြောကြတယ်အဲကျွန်တော်လည်းကြိုက်ပါတယ်ဒါ ው လေငပီရင်နဲ့ပြုတ်ပြီးတူစားလဲကောင်းတယ်ပြီးတော့လေသူ့ကိုပြုတ်ပြီးတော့ပပလီပြီးတော့မြေဘဲတောင်းလေးတွေနဲ့အတုပ်ကလေးလိုမျိုးတုပ်စားမယ်ဆိုရင်လည်းအရန်စားလို့ကောင်းပါတယ်ကျွန်တော်နောက်တစ်ခေါက်ကြလို့ရှိရင်ဒီပေါက်ပန်းညီပွင့်လေးရတဲ့အခါမှာလေပေါက်ပန်းညီပွင့်တုပ်ကလေးတုပ်ပြပါအောင်မယ်เนาะအရန်စားလို့ကောင်းပါတယ်ကဲဒီမှာပါเนาะအခုဆိုလို့ရှိရင်ပန်းပွင့်လေးတွေကြော်တာအခုတချို့တလေတော်တော်လေးရနေပါပြီကဲဒါဆိုရင်တော့ပန်းပွင့်လေးတွေကျွန်တော်ဆက်ကြော်လိုက်ပါမယ်ဒါပြီးရင်တော့ ော့ဆက်ပြီးတော့ပစွန်စာရွက်တွေကိုကြော်ပါမယ်ခင်ဗျာ။ ခုလိုမျိုးလေးတွေအကျော်ဆုံးပူပူလေးတွေရောအိမ်မာလေးကိုပါကိုကြော်စားပြစ်ကြလားတငယ်ချင်းတို့ကျွန်တော်တော့လေးမကြမကြကြော်စားပြစ်တယ်အမေကတော့စီကုံလို့ဆိုပြီးတော့လေပွတ်စီပွတ်စီလောက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကကြတော့အဲ့လိုမျိုးလေးကြော်ပြင်မမားကြီးစားပါအောင်ဆိုလို့ရှိရင်အေးကောင်းလိုက်တာကြီးဆိုပြီးအဲ့လိုစားလို့ရှိရင်အဆူမခံရဘူးပေါ့နော်တယောက်တည်းကြိတ်ပြီးတော့စားမယ်ဆိုရင်တော့လေအဲ့ဒါဆိုရင်တော့အဆူခံရမှာကျင်းတည်တယ်တိလားခဲဒါဆိုရင်အခုဒီမှာပန်းပွင့်ကလေးတွေကြော်ပြီးသွားပြီဆိုတော့လေအခုဒီမှာပစွန်စာရွက်တွေကြော်တဲ့အလှဲ့ပေါ့နော်ပစွန်စာရွက်တွေကိုလည်းအဲ့လိုပဲနော်သူကလေပစွန်စာရွက်ကလေးတွေပေါ့ဥမာတစ်ခုစားလောက်ကလေး ိုယူပြီးလို့ရှိရင်နုနာလိုပဲမုံနှစ်ကလေးထဲမှာလေဟိုဘက်ဒီဘက်နှစ်ပြီးတော့ဒီမှာ CEO လေးမိအလဲလက်လောက်ထားပြီးကြော်ပေးမှဆိုရင် तू ကလည်းနော်ရွာကျွတ်ပြီးတော့အရန်ကိုစားလို့ကောင်းတာနော်အဲ့လိုမျိုးစားဘူးလားသူ့ကိုလေကစုံရွက်နဲ့ရောပြီးကြော်စားလဲကောင်းတယ်ပြီးရင်ရင်နွေးဖြောပြီးတော့တုပ်စားရင်လည်းအရန်ကောင်းပါတယ်နော်အဲ့လိုလဲစားလို့ရပါတယ်နော်အဲ့တော့ကြုံရင်ကျွန်တော်ပစုံစားရွက်ကလေးတွေထပ်ခူးပြီးတော့အတုပ်လိုမျိုးလေးတုပ်ပြပါအောင်မယ်နော်စားလို့လည်းအရန်ကောင်းပါတယ်ကဲဒီမှာတွေ့ရယ်နော်မှတွေ့လားပစုံစားရွက်ကြော်လေးအကျွတ်ရွာနေတာပဲအရန်စားလို့ကောင်းတာ ီမှာနောက်တစ်ခုထပ်ပြီးကြော်ပါဦးမယ်။ကြည့်ဒါဆိုရင်တော့ဒါပြီးရင်မော်လမြိုင်ချင်းရဲ့ဆက်ပူပဲကြံပါတော့တယ်နော်။အကြော်ကတော့တော်တော်များများတော့ရနေပါပြီ။ညံ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  ကဲဒီမှာပစံဟာရဲ့ကြော်နဲ့ပန်းပွင့်နေကြော်ရွရွကလေးတွေရပါပြီခင်ဗျာကဲဒါဆိုလို့ရှိရင်တော့လေပြီးရင်အချင်းကြီးဖြောပြီးတော့ကျွန်တော်စားပြမယ်နော်ဘလောက်တောင်ကြွရွနေလဲဆိုတာလေးကြည့်ပါအောင်ဒီမှာလေးစားခြင်းစရာလေးနော် तू ကလေပစံဟာကြော်လေးရတယ်လေအဲ့လိုမျိုးလေးကြော်လိုက်လို့ရှိရင် तू ကညိုမသွားပဲနဲ့လေ तू ကစင်စင်းကလေးနဲ့ကြွတ်ကြွတ်ကလေး तू ကလေအရန်စားလို့ကောင်းတာငငယ်တော့ဆိုရင်ပစံစာရွက်ကြော်ကလေအကြော်ဆိုင်နေမှာဆိုရင်မရှားဘူးပေါ့နော်အခုတော့ပစံစာရွက်ကြော်ကအကြော်ဆိုင်နေမှာမရှိသလောက်မတွေ့သလောက်ကိုရှားသွားပါပြီနော်အခုတော့ကျွန်တော်အိမ်ရှိဘက်မှာကျတော့အရန်ဒီပေါ်နေတော့လေအခုလိုမျိုး စံကကြော်လေးစားရတာပေါ့နော်ကဲဒါဆိုရင် မော်လမြိုင်အချင်းကြီးစဖြော်ပါမယ်နော်မော်လမြိုင်အချင်းကြီးစဖြော်ဖို့အတွက်ကိုတော့ဒီမှာကြက်သွန်ဖြူလေးတွေအနည်းငယ်ကိုအရင်ဦးဆုံးညက်အောင်ထောင်းလိုက်ပါမယ်ပြီးလို့ရှိရင်တော့မကြီးမဲ့ကိုလေရေနယ်ထားတာလေးကိုသုံးစွန်းလောက်ထည့်ပါမယ် ဟာပြီးလို့ရှိရင်တော့ဒါလေးကတော့ထညက်ရည်ပါထညက်ရည်ကြူပြီးသားပါထညက်ရည်ကြူပြီးသားမရှိလို့ရှိရင်လေတကြားထဲလို့လည်းရတယ်ထညက်ခဲကိုထောင်းပြီးတော့အရေးဖြော့အဆင်ပြေသလိုထဲလို့ရပါရင်တော့အချူရတာအတွက်ကိုလေဒါပြီးရင်တော့ငံပြာရည်လေးတစ်စွန်းထည့်ပါမယ်ပြီးရင်တော့ပဲအကြက်မှုတ်ထည့်ပါမယ်နော်မော်လမြိုင်အချင်းရည်မှာတော့လေဒီပဲအကြက်မှုတ်ကအသက်ပါနော်မပါလို့မဖြစ်ဘူးဒါပြီးရင်တော့အချူမှုတ်ကလေးတစ်စွန်းထည့်မယ်ပြီးရင်ဒီမှာငရုတ်စီ soft ပါငရုတ်စီ soft ကိုလည်းဟင်းစားစွန်းတစ်စွန်းစာလောက်ထည့်ပါမယ် တကယ်ဒါပြီးရင်ကျွန်တော်တို့ကအဆက်စားနိုင်တဲ့လောက်ကိုငြုပ်သီးမှုထဲပါမယ်ပြီးရင်တော့တိတိကျကျပွင့်လိုက်မယ်ဆိုလို့ရှိရင်လေမော်လမြိုင်အချင်းကြီးရပါပြီခင်ဗျာဒါမော်လမြိုင်အချင်းကြီးဆက်နီးပါပဲเนาะကျွန်တော်တို့မော်လမြိုင်မှာကြတော့ဘူတိကျော်အကျော်ဆုံးစားရင်လေဒီလိုအချင်းကြီးကိုကိုပိုင်ပကံနဲ့ဆက်ပြီးတော့ပြီးရင်အကျော်တွေနဲ့ခေါ်ပြီးချစ်ထည့်ပြီးတော့နယ်ပြီးတော့စားကြပါတယ်ပြောရင်လည်းကျွန်တော်ကတော့လေနယ်မျိုးလေးကိုပြန်ပြီးတောင်တတိယမိပါတယ်ကဲဒီမှာပါခင်ဗျာပေါက်ပန်းညီပွင့်ကျော်လေးနဲ့ပစွန်လာရွက်ကျော်ကျွတ်ကျွရွရွလေးပါဒါလေးကတော့ကျွန်တော်ခုနကဖြော်ထားတဲ့မော်လမြိုင်အချင်းကြီးလေးပါခင်ဗျာကဲစား ကြည့်လိုက်ပါဦးမယ်နော်တော်တော်မိုက်ပါတယ်နော်အရန်ကိုလေကျွရွပြီးတော့လေတခါတည်းဒီမှာမော်လမန်အချင်းကြီးလေးကလည်းရှယ်ဆိုတော့လေ ပါဇက်ထဲမှာဝါလိုက်တာနဲ့လေဂျွတ်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 နဲ့အိုကတ်ရတဲ့အရာသာတကယ့်ကိုရှယ်ပါပဲခင်ဗျာကဲဒါဆိုရင်ထပ်ပြီးတော့ပစွန်စာရွက်ကျော်ကလေးစားကြည့်မယ်နော်သူလည်းဘလို့နေမလဲသူလည်းတအားကိုကြွရွနေတာလက်နဲ့ဖဲလိုက်တာနဲ့တင်ဒီမှာကြည်ကြနေပြီသူကလေကဲစားကြည့်မယ် ကဲကြားတဲ့အတိုင်းပဲနော်ဂျွတ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 ်နဲ့ဦးနေတာတအားကိုကျွတ်ရွာနေတာအကုန်လုံးရွာနေတာခိုးဘက်ရက်ကွက်ကမမတွေအတိုင်းပဲအဲဟုတ်ပါဘူးဘာတွေပြောမိပါလိမ့်အဲ့တော့စားလို့ရန်ကောင်းပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကလည်းရှည်သွားပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲတက်တာဘိုင်